ဲဒီနေ့တော့1ကီလိုကိုတသိန်း၄တောင်းချက်ပေးရတယ်မွန်ထောင်းတွင်သီးသွားပြီးစားပါမယ်အားလုံးပဲကြောစစ်နဲ့တူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ကျတော့ကောင်းတယ်သူပြလူလေးမှမစင်းစဲတယ်စိတ်စိတ်ဟုတ်ပါတော့ အဒီနေ့တော့ကျစစ်ဒီမှာမနက်စောစောဒူးရင်သီးလာပြီးတော့ကြတော့ဝယ်တာပေါ့နော်ဒီမှာရောင်နေဒူးရင်သီးအတက်ကကြတော့ကမာရွတ်ပေါ့နော်ဒီအဲဘဟိုလမ်းမပေါ့ကျစစ်တို့ဒီစိုက်ကားကိတ်မှတ်တိုင်တာမှာရှိတယ်အရင်စားနေကြဆိုင်အခုကကြတော့ကျစစ်တို့ဒါနောက်တက်ဆိုင်ကကြတော့ဒါရန်ကင်းပေါ့နော်ဒီဥချစ်မောင်လမ်းမပေါ်မှာလာပြီးတော့ကြတော့ဖွင့်ထားတာပေါ့နော်လူရောင်းလည်းမသိဘူးဒူးရင်သီးကဒီကောင်းကြာကီကြီးနဲ့ခင်ဗျ ဟော KG နဲ့ဟုတ်ဒီမှာကျတော့ကျွန်တော်တို့ KG နဲ့ရောင်းတာပေါ့နော် KG နဲ့ဟိုမှာအဲအလုံးလိုက်ဆိုလို့ရှိရင်ဘယ်လောက်လဲမသိဘူးလုံးလိုက်ဆိုရင် KG ချိန်တာ 1kg ကို4000ကျွဲ 1kg ကို4000ကျွဲဟုတ်အသားကြီးပဲကြာမွန်ထောင်းကဘယ်လောက်လဲမသိဘူးအသားကြီးပဲက 1kg ကို3000တသိန်း4000တသိန်း4000ဩဟုတ်ဟုတ်ဟွာတခြားအတိရောရှိသေးလားမသိဘူးရှိတယ်ခင်ဗျဟုတ်ဆိုရီကဂိုင်းတဲ့ချန်နီရှိတယ်ဩဟုတ်ချန်နီကကြာဘယ်လောက်တော့မသိဘူးချန်နီကကြာဒီကောင်ကတသိန်း2000ပြီတသိန်း2000ဩ ဟာဒါကြအသားကြီးပဲဟိုတသိန်းနှစ်တန်းဟုတ်ကဲ့အလုံးကြတော့အလုံးလိုက်ဆိုရင်သူတို့ကိုယ်တိုင်အခုလိုမျိုးရွေးခိုင်းလို့ရရတယ်ဗောနော်တိတ်မရွေးတတ်ဘူးဆိုလို့ရှင်အကဲချင်နာတို့မာနာတို့ဖြစ်တာဟုတ်ဆိုပြန်လဲပေးရယ်နော်ဟုတ်ကဲ့နော်ဒီမှာသူတို့ရှင်မှာပဲသူတို့လူမျိုးလာပြီးဝယ်ရခါမှာချင်နာမာနာဆိုလို့ရှင်ပြန်ပြီးလဲပေးရယ်ဗောနော် ော်စစ်ကတော့ဒီမှာအလုံးလိုက်လဲဝယ်ခဲ့တယ်ပေါ့နော်။သူကအလုံးလိုက်ဆိုလဲအခုလိုမျိုးချိန်ပြီးတော့ကျတော့ရောင်းပေးတယ်။ပြီးသွားရင်အသားကြည့်ပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းတခါတဲ့အသားကြည့်ပဲရောင်းပေးတယ်ပေါ့နော်။အသားကြည့်ပဲဆိုလို့ရှိရင်တော့ကျော်စစ်တို့မွန်ထောင်းကတော့1ကီလိုကို3400ကျပ်ပေါ့နော်။အဲ့တော့ကိုစိတ်ကြိုက်အလုံးလိုက်ဝယ်ခြင်းလဲဝယ်လို့ရတယ်လို့မျိုးအသားကြည့်ပဲဝယ်ခြင်းလဲဝယ်လို့ရပါတယ်မနေနိုင်ဘူးဒီမှာဒီမှာဆိုင်မှာဝယ်ပြီးတော့ကြတော့တခါတည်းစားမယ်အားလုံးပဲစားကြပါအောင်ခင်ဗျဟွန်း มูท่าลงว่าตียาเลยโอ้ปลุกยอมลงคาตัดแต่เส็งเซงเลยบ่เนาะใช่ไหมสิ่งแรกเดียวเงินี่ว่าแย่มากมันใจกู ဟုတ်လားအမြင်နဲ့တည်းမှာအစ်ရတဲတဲလေးဟုတ်ပြန်ဖြစ်တဲ့လေ ကျောစစ်ကဒီရန်ကုန်မှာဆိုလို့ရှိရင်ဒီရောင်ဒီမှာအမြဲတမ်းလာပြီးတော့ကြတော့စားပြစ်တယ်ပေါ့နော်။သူကကြတော့ကျောစစ်အရင်စားနေကြဆိုင်ကကြတော့ကျောစစ်တို့ဒီအဲကမာယွတ်ပေါ့နော်။ကမာယွတ်ဒီဗဟိုလမ်းမပေါ့။စိုက်ကားကိတ်မှတ်တိုင်ဒီမှာရှိတယ်။အဲ့ဒီဆိုင်ကအခုလဲဖွင့်နေပေါ့နော်။အဲ့ဒီမှာလဲသွားပြီးဝယ်လို့ရတယ်။ပိတ်ရမရှိဘူး။ဒါကကြတော့ဆိုင်ခွဲနှစ်ပေါ့နော်။ဆိုင်ခွဲနှစ်ကကြတော့ကျောစစ်တို့ဒါကဥချစ်မောင်လမ်းမပေါ့ပေါ့နော်။ဒီရန်ကင်းဥချစ်မောင်လမ်းမပေါ်မှာပဲရှိတယ်ပေါ့နော်။ကျောစစ်တို့အဲ့တော့ကျောစစ်ဆိုင်လိပ်စာနှစ်ခုလုံးရောဖုန်းနံပါတ်ကိုထည့်ပေးထားမယ်။ဖုန်းဆက်ပြီးတော့လဲကျောစစ်တို့မှာလို့ရတယ်။ဆိုင်မှာလဲကိုယ်တိုင်လာပြီးဝယ်လို့ရတယ်။ကျောစစ်က တော့ဒွေင်းသီးဆိုကိုရင်လာပြီးဝယ်ဖို့ပို့ပြီးတော့ကြာတော့အကြံပေးရပါတော့နော်ကိုရင်လာပြီးဝယ်ကိုစိတ်ကြိုက်ကြည့်ပြီးတော့ကြာတော့ရွေးလို့ရတယ်ဒီမှာကြာတော့ချင်နာမာတာဆိုလို့ရှိရင်တို့ပြန်ပြီးတော့ကြာတော့လဲပေးရအလုံးလိုက်ကိုလည်းသူကဒီအချိန်နဲ့ရောင်းတာပါတော့အခုကဟိုလိုမျိုးတစ်လုံးချင်းစေးမရောင်းတော့ဘူးသူကဒီကီလိုနဲ့ပဲရောင်းပေးရပါတော့အလုံးလိုက်ကိုလည်းကီလိုနဲ့ကိုကျွန်စတို့ဒီမွန်ထောင်းဆိုလို့ရှင်လို့ရှိရင်ဒါ၄တောင်းကွဲပြီးရင်ယူရီယာဂိုင်းဆက်သေးရဆိုလို့ရှင်လို့ရှိရင်သူက၄တောင်းပေါ့နော်ဒါမျိုးရောင်းပေးရအခုလိုမျိုးကျွန်စတို့ဒီမှာ၁ကီလိုပေါ့နော်ခွဲပြီးသားကိုဝယ်မယ်ဆိုလို့ရှင်လို့ရှိရင်လည်း၁ကီလိုဆိုလို့ရှင်လို့ရှိရင်ကျွန်စတို့ဒီမွန်ထောင်းဆိုလို့ရှင်လို့ရှိရင် တသိန်းထဲမှာ၄သောင်းပြီးသွားလို့ရှိရင်ဒီဂိုင်းဆက်သေးရေဆိုလို့ရှိရင်လို့ရှိရင်တသိန်းထဲမှာ၂သောင်းပေါ့နော်ဒီလိုမျိုးသူတို့ရောင်းပေးတယ်ပေါ့နော်လေးစားမယ်တွင်သီးရတော့မြင်မနေနိုင်ဘူးဟွန်းเสียบะอืมน้องอ่ะ

အခုလိုအသားကြီးပဲလဲရောင်းနေပေါ့နော်ပြီးရင်အလုံးလိုက်လဲရောင်းနေအဲ့တော့ကိုယ်စိတ်ကြိုက်လာပြီးတော့ကြဝယ်လို့ရတယ်ဆိုင်အားကြတော့နှစ်ဆိုင်လုံးမနက်9နာရီကနေပြီးတော့ကြတော့ည9နာရီအထိပေါ့နော်ကျွန်တော်တို့ဖွင့်ပါတယ်ပိတ်ရလုံးဝမရှိဘူးပေါ့နော်ကိုယ်စိတ်ကြိုက်လာရပြီးဝယ်လို့ရတယ်ဖုန်းနံပါတ်ကလေးလည်းထည့်ပေးထားမယ်ဒယ်လီနဲ့လည်းမှာလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ဘလော့လေးကိုဒီမှာပဲရက်လိုက်တော့မယ်နောက်ဘလော့တွေမှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ